င်္ဂလာပါရှင် ကျမကခေခိုင်းပါဒီပူပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ချင်းပြင်းနဲ့တီးတိမ်မြို့နယ်ကတီးတိမ်ကလေးလမ်းပိုင်းမှာရှိတဲ့ကနေဒီတောင်တက်စခန်းနေရာကိုနိုဝင်ဘာလ18ရက်နေ့မနေ့ကချင်းတော်လေးရဲ့တပ်ကပြန်လည်သိမ်းယူလိုက်တယ်လို့စစ်ရဲသတင်းရင်းမြစ်တွေကပြောပါတယ် ်ပြီးခဲ့တဲ့အော်တိုဘားလာကွန်ပိုင်းကစပြီးတင်းတိမ်မြို့နဲ့စကိုင်းတိုင်းကလေးမြို့ကနေစစ်ကြောင်းနှစ်ကြောင်းနဲ့တင်းတိမ်ကလေးလမ်းပိုင်းကိုနှစ်ဖက်ညှက်ပြီးစစ်ကြောင်းထိုးလာပြီးတဲ့နောက်တော်လရဲတပ်တွေထိန်းချုပ်ထားတဲ့ကနေဒီတောင်နဲ့တိုင်းငင်းစခန်းတွေကိုလက်လွတ်ခေကြရတာပါ ဒါပေမဲ့ကနေဒီတောင်တက်စခန်းကိုချင်းတော်လေးရဲ့တပ်တွေကပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ပြီးလက်နက်ခင်းရန်တွေကိုပါသိမ်းဆီရမိခဲ့လို့ PDF ဇိုလင်းကနိုဝင်ဘာလ18ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အမြင့်ပေ8000ကျော်ရှိတဲ့ကနေဒီတောင်ကုန်းဟာစစ်ရေးအရာသာမကစီပေါ်ရေးကုတန်တော်လာရေးစတဲ့ဗတ်ပေါင်းစုံအတွက်ဗျူဟာမြောက်အရေးပါတယ်လို့ဆိုပါတယ်။ကနေဒီတောင်ကိုဒေါ်လာရဲ့တက်တွေသိမ်းယူပြီးတဲ့နောက်ဒီကနေ့မှလည်းတိုင်းငင်းရော်တဝိုင်းမှာကလေးဘက်ကနေစစ်ကြောင်းထုတ်လာတဲ့စစ်တပ်နဲ့ ချင်းတော်လေးရဲ့တက်တွေကြတိုက်ပွဲပြင်းထန်နေလို့စစ်ရေးတရင်ရင်မြစ်ကပြောပါရရှင်စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ကျော်တွေကိုစစ်တပ်ကနှဝင်မာလာ15ရက်နေ့ကနေ18ရက်နေ့အထိလေးရက်စတိုက်ဘုံကျဲခဲ့တဲ့အတွက်စပေးရှောင်းမိသားစုဝင်၄ယောက်တေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ ။နဝေမာလာ16ရက်နေ့ကလေချောင်းတိုက်ခိုက်မှုအတွင်းတော်ရင်းမှာစစ်ဘေးရှောင်နေကြတဲ့ဟန်တာယောဂစစ်ဆောင်မိသားစုဝင်၄ယောက်တေဆုံးတော့ခဲ့တာလို့ဆိုပါတယ်။ကလေးကံကောကားလမ်းပေါ်မှာလည်းစစ်တပ်စစ်ကြောင်းတွေနဲ့တော်လရေတက်တွေကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီးစစ်တပ်ဘက်ကလေချောင်းနဲ့လက်နက်ကြီးပစ်ကူတွေလည်းပေးနေတယ်လို့ကလေးတောင်ပိုင်းအခြေဆိုင်ဝင်းစောကလေးတောင်ဝန်ရှိသူကပြောပါတယ်။ ကလေးမြို့နယ်မှာစစ်တပ်ကစစ်ဘေးရှောင်စခန်းတွေအပါအဝင်ပြည်သူတွေကိုပိတ်မတ်ထားတဲ့လေကြောင်းတိုက်ခိုက်တာတွေကိုဇက်တိုက်လုပ်နေတဲ့အတွက်သတိနဲ့တော်လာနေထိုင်ကြဖို့တော်လေရဲ့တပ်ဖွဲ့တွေကတိုက်တွန်းပြောဆိုထားပါရှင်ထိုင်းနိုင်ငံဖူခက်လာဝကဌာနကနေထိုင်းနိုင်ငံကိုအခမဲ့ဗီဇာဗီဇာဖရီးနဲ့လာရောက်မယ်နိုင်ငံသားတွေကိုနှစ်ကြိမ်ထပ်ပို့ပြီးအခမဲ့ဝင်ရောက်သွားလာခွင့်မပေးတော့ဘူးလို့ နိုဝင်ဘာလ23ရက်ကထုတ်ပြန်တဲ့ထိုင်းဒေတာရင်သတင်းတွေအရသိရပါတယ်။တရားဝင်အကြောင်းပြချက်တိတိကျကျမရှိပဲနှစ်ကြိမ်ထပ်ပို့ပြီးအခမဲ့ဗီဇာနဲ့ဝင်ထွက်သွားလာနိုင်မယ်ဆိုဝင်ခွင့်နေပယ်ချခံရနိုင်ပြီးတရားမဝင်လုပ်ငန်းလုပ်ကိုင်နေမှုနဲ့စိုက်ပါမှုကင်းတွေအတွက်တင်းတင်းကျပ်ကျပ်စစ်ဆေးသွားမယ်အကြောင်းလည်းပါရှိပါတယ်။ဒီထုတ်ပြန်ချက်ဟာထိုင်းတနိုင်ငံလုံးအပေါ်တက်ရောက်မှာမဟုတ်သလိုမြန်မာနိုင်ငံသားတွေအတွက်လည်းရည်ရွယ်တာမဟုတ်ကြောင်းထိုင်းနိုင်ငံဘန်ကောက်မြို့မှာခီးသွွားလုပ်ငန်းလုပ်ကိုင်နေသူတယောက်ကပြောပါတယ်။ အာကျွန်တော်တို့မြန်မာပြည်သားတွေဆက်လျက်ပဲရတယ်အဲဆက်လျက်ရတဲ့လူကတော့ကြားနာမရှိဘူးခုကနိုင်ငံကြောင်းသားတော်တော်များများရ60ပြည်ဆောင်ပြီးတာရှိတယ်နှစ်ခါတည်းပို့ပြီးတော့ပေးရင်သူကအာဆက်စင်မယ်ပေါ့မပေးဘူးလို့သူဆိုလို့တော့မဟုတ်ဘူးဆက်စင်မယ်ဆိုတော့အေးချစစ်စစ်မယ်ပေါ့ထုတ်ပြန်ထားတာကတန်းတဲ့ဘန်ကောက်တော့မပါဘူးသူကဟိုပါပေါ့ခဲရချင်းမရနှစ်နေရမှာပဲသူကထုတ်ပြန်လာတာဆက်နိုင်ငံသားတွေရဲ့အလုပ်တွေကိုနိုင်ငံသားတွေကလာလူနေရဆိုတော့အားလေးနဲ့သူကအတွင်းနေရတယ်အဲ့လိုမျိုးထွက်လာတာ နောက်ပြီးတော့အဲ့ဒါတွေကချပြန်နေရလဲအဲ့ဒီနေလာရလဲသူလည်းဟိုမှာသိရမလားအမေရိကန်ကနေအရေးကြီးမှပါညာသူလည်းဘာလို့ချပြန်အောင်မလဲဒီမှာမရှိနိုင်ဘူးလို့ကျွန်တော်ကတော့ထင်တယ်ဗျာ။ဘာသမီးမတွေကကိုယ်တွေကလည်းအချစ်ခံနေရတဲ့လူတွေပဲလေ။အနည်းဆုံး6လောက်လောက်ဒီမှာနေတယ်ဗျာ။ပြီးရင်ဟိုဟာ EDB ဇာတွေဘာတွေကြောင်းနေမျိုးလုံးနေကြတာပဲလေ။ Oxygen မှသူကမလာနဲ့ဟေးလို့ပြောနေသူလောက်တုံးတာသူရှင်မလား။ထိုင်းရအောင်ဘယ်တော့မှအဲ့ဒီခီးကလုံငန်းအတိအမှန်အောင်လို့။အခုလိုထုတ်ပြန်တာဟာနိုင်ငံသားတွေရဲ့တရားမဝင်လုပ်ငန်းတွေအထူးသဖြင့် cyber မှုခင်တွေနဲ့ ငွေကြေးခဝါချတာလူကုန်ကူပြီးညှိမှန်းနှိပ်စက်တာတို့လှုပ်ဆောင်နေကခီးသွွားပြစ်ဟန်ဆောင်နေခြင်းကနေကြိုတင်တားဆီးနိုင်မှုအတွက်အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနကိုအထူးတာဝန်ပေးထားတာဖြစ်ကြောင်းဖူခလာဝကကသတင်းထုတ်ပြန်ပါတယ်မြန်မာနိုင်ငံသားတွေအနေနဲ့ပြည်ပထွက်ခွာရမှာတော့အစ်စစ်စစ်တင်းကျပ်နေတာဖြစ်လို့ထိုင်းနိုင်ငံဘက်ကပါအခုလိုကြေညာချက်ထွက်လာတဲ့အပေါ်မှာတော့အနေငယ်စိုးရိမ်မိကြောင်းကိုထိုင်းနိုင်ငံကို14ရက်ဗီဇာနဲ့လာရောက်ခဲ့သူလူငယ်မျိုးသမီးတယောက်ကလည်းပြောပါဗျာ ။ဘာလို့မို့သွားမှလဲမိသားစုရှိလားပေါ့။ဟိုမှာအမျိုးရှိလားမရှိဘူး။ဒါဆိုဘာလို့သွားမှလဲ shopping ထွက်မှဒီတိုင်းပဲအမှမဟုတ်ဘူးပေါ့နော်။ခဏပဲတောင်းပြီးပြန်လာမှအဲ့လိုပြောတော့ဒါဆိုရင်ညီမလေးနေသွားလို့မရဘူးတဲ့။ TV သမားက14ရက်နဲ့သွားပြီးတော့ပြန်မလာဘဲနဲ့ဟိုမှာအလုပ်လုပ်ပြီးနေခဲ့မဲ့ပုံစံမျိုးပေါက်တယ်။ပြီးတော့အဖွဲအစည်းနဲ့လည်းမဟုတ်ဘူး။ဒါညီမကကြတော့ဒါကန်ကောင်းထောက်မှပြီးတော့အရစ်ခံရတဲ့ဂျာနေပြီးတော့ကန်ကောင်းထောက်မှစွာနဲ့ဒီအခက်ခဲကြတဲ့လွတ်လွတ်လာတယ်လို့ပဲပြောရမှာလားပေါ့နော်။ဒီလိုနောက်ပိုင်းညီတချို့ လူတွေကြတော့အဲ့လိုမျိုးမဟုတ်ဘူးညီမလာတော့ကအဲ့လိုမျိုးအရစ်ခံကြရတာဆိုတော့လေဒီဘက်ကိုရောက်ပြန်တော့လေဒီဘက်ကပါထပ်ပြီးတော့တင်းကျက်တာတွေဟိုတော့နော်တင်းကျက်မှုတွေထပ်ပြီးတော့ရှိလာခဲ့တော့ညီမနိုင်ငံသားတယောက်နေနဲ့ဒီလိုမျိုး free နဲ့ထွက်လာဖို့စဉ်းစားစရာတော့ဖြစ်သွားပြီပေါ့နော်အအဆင်ပြေပါမလားဒါမှမဟုတ်ရင်လေတကယ်လို့နောက်တစ်ချိန်သားထပ်ပြီးတော့လာပြည့်ခဲ့တယ်ဆိုရင် tourist visa လေးရှောက်ပြီးတော့လာခဲ့ရင်တော့ပို့ပြီးတော့ညီမတို့အတွက်စိတ်ဖြစ်မလားအဆင်ပြေမလားပေါ့နော်အဲ့လိုမျိုးလေးတော့တွေးမိတယ်ရှင်ဟုတ် ထုတ်ပြန်ချက်မှာတော့မဲဆောက်မြောက်ရီလမ်းကြောင်းကနေပြန်ပို့ခံရတဲ့ဘသူမစိုးကြားဖြတ်ကွန်ရက်တွေနဲ့တက်ဆိုင်တဲ့အတွက်ထိုင်းနိုင်ငံအတွင်းလုံးဝပြန်ဝင်လို့ရမှာမဟုတ်ကြောင်းနဲ့တရားမဝင်နေထိုင်သူတွေနဲ့ဗီဇာသက်တမ်းကျော်နေသူတွေကိုပါနိုင်ငံအနှံ့မှာပုံမတင်ချက်စစ်ဆေးသွားမှာဖြစ်ကြောင်းဖော်ပြပါရှိပါတယ်။ကျွန်တော်ဝေပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်က MNDA ကုကန်တက်ထင်းချုပ်ထားတဲ့ကျေးရွာလေးမှာရွာလုံးကျွတ်နေပါလူကြီးလူငယ်မရွေးတုတ်ကွေးယောဂါနဲ့ငှက်ဖျားယောဂါတွေအဖြစ်များနေတယ်လို့ဒေသခံတွေက DPP ကိုပြောပါတယ်အဲ့ဒါကိုပြောမယ်ဆိုတော့ယာဒီတုတ်ကွေးလို့ပြောမှာပေါ့ဒီကကုလို့ရှိရင်၃ရက်သက်ကြိုက်လုံးကိုစီထိုးရတယ်စီထိုးပြီးလို့ရှိရင်တော့မှဒီကစီထိုးလို့အဖျားပြောက်သွားပြီဆိုတော့ချောင်းဆူလာကြံနေတယ်ကလေးကလေးလူကြီးအုံဖြစ်တယ် စစ်တကအာနာသိမ်းပြီးနောက်ပိုင်းလာရှုမြို့နယ်တွေကကြေးရွာတွေမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးကြိုတင်ကာဝယ်ရေးလုပ်ငန်းတွေမလုပ်နိုင်တော့တဲ့အခြေအနေတွေဖြစ်သွားတာပါ။ဒါကြောင့်လေတုတ်ကွေးရောဂါဖြစ်ပွားမှုများနေတဲ့အပြင်လူဆယ်ယောက်မှ၈ယောက်ဟာငှက်ဖျားရောဂါကိုတွေ့နေရတယ်လို့ကျမ်းမာရေး CDN ဆရာမတစ်ယောက်ကပြောပါလေ။ နေမကောင်းလို့လူနာတွေသွားလိုက်လို့ရှိရင်လေလူနာတွေပြလိုက်လို့ရှိရင်၁၀ရောက်ဆစ်လို့ရှိရင်၈ရောက်လောက်ကမှတ်ဖျားဖို့တွေ့ရပို့တွေ့တဲ့မျိုးစားပေါ်ပုံတီးပြီးတော့မှမှတ်ဖျားသေးတွေရတော့ပြရတယ်ရှိတယ်၁၄ရက်စီးတောက်လိုက်ရင်တော့မှတ်ဖျားဖို့ကပြန်ပြောက်သွားတယ်လာရှိုးမှာတော့မှတ်ဖျားဖို့ဆစ်လိုက်လို့ရှိရင်မှတ်ဖျားဖို့တွေ့တယ်ပေါ့ဒါပေမဲ့အဲ့ဆေးမတွေ့ဆေးမရဘူးလို့အေဂီတာခံနေရတော့ပြောနေရမှာ MNDA ကိုကန့်တက်ထိန်းချုပ်ထားတဲ့နေမီတွေမှာပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလုပ်နေတာလေးရှိပါတယ် ဒါပေမဲ့ပြည်သူအားလုံးကိုလွှမ်းခြုံနိုင်တဲ့အခြေအနေတော့မရှိသေးဘူးလို့သိရပါတယ်ကျွန်တော်ခွန်စော်ဦးပါ မကွေးတိုင်းမြိုင်မြို့နယ်မှာစစ်ဘေးရှောင်နေရသူတကြီးရွေအို၃ယောက်ဟာအေးအေးမိပြီးတော့နှဝင်ဘာလ15ရက်နေ့ကနေနှဝင်ဘာလ18ရက်နေ့အထိ၃ရက်အတွင်းမှာကွန်လွန်တော့ခဲ့ကြရဲလို့ကူညီဆောင်ရွက်ပေးနေသူတွေစီကသိရပါတယ်။မြိုင်မြို့အနောက်ကျန်းကရော်ရဲကိုပခုတ်ကူတက်မတစ်သူညာတစ်စစ်ကြောင်းတွေကနှဝင်မှာအသက်60တနှစ်အရွယ်အဖိုးအိုတယောက်နှဝင်မှာလ16ရက်နေ့ညပိုင်းမှာအသက်60အရွယ်အဖိုးအိုတယောက်နဲ့နှဝင်မှာလ18ရက်နေ့မနက်ပိုင်းမှာတော့အသက်60တနှစ်အရွယ်အဖိုးအိုတို့ သိဆုံးခဲ့တာလို့ဝီလာမြိုင်ချစ်တော်အညာမြင့်အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရီစစ်ကောင်စီတပ်ဟာနိုဝင်ဘာလ16ရက်နေ့ညပိုင်းအထိမြိုင်နယ်ပေါ့မြို့နယ်အစမ်းမှာရှိကြတဲ့ကဘာဖြူထန်းပေါကုန်းဖလန်ကိုင်းကန်တဲ့ကြောက်တိုင်ခင်နဲ့တဲကြီးကြီးော်တွေကိုစစ်ကြောင်းထိုးပြီးကြီးော်တွေအနေမှာတန့်ဖြန့်ထားတယ်လို့စစ်ဘေးရှောင်းအရေးကူညီဆောင်ရွက်ပေးနေသူတွေစီကသိရပါရဲ့ရှင် အစိုးရလိုလာတဲ့တိုက်ခိုက်ရေးသမားတွေကအလာဝတ်တိုင်းရင်သားလူနေစုဝင်ရာဖောင်းများစွာကိုတက်ဖြတ်ခဲ့တဲ့မက်ရှလအရင်အခင်သွေးထွက်တယုံမှုတစ်ခုအတွက်လက်တရရှိသူတွေကိုနိုဝင်ဘာလ၈ရက်ရက်နေ့မှာပထမဆုံးရုံးတင်စစ်ဆေးခဲ့ပါတယ်။အရှာရာဥဆောင်တဲ့ဆွန်နေအစ္စလာမစ်တပုံတွေကအလာဝတ်မျိုးနွယ်စုဝင်အာဆက်မိသားစုရဲ့54နှစ်ကြာအာနာရှင် အုပ်ချုပ်မှုကိုအဆုံးသတ်ခဲ့ပြီးတဲ့နောက်ဒဇင်ဘာလမှာဒီသွေးချောင်းစီးမှုဟာအစိုးရဆုံးအကြံဖက်မှုတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ ။တန်တရားရှိသူတွေကိုစီးရီးယားမြောက်ပိုင်းအလက်ပိုတရားရုံးကအများပြည်သူရှင်းပေါင်းမှာရုံးတင်စစ်ဆေးခဲ့ပါတယ်။ပြည်တွင်းစစ်ဖြစ်အောင်လှုံ့ဆော်မှုခွဲထွက်မှုကြိုတင်ကြံစီထားတဲ့လူတပ်မှုလူရဲမှုတို့အပါအဝင်ဆွေးချက်တွေနဲ့အရင်ဆိုင်ခရရတယ်လို့တရားရဲ့တည်င်းရှင်းမြစ်တွေကပြောခဲ့ပါတယ်။ အစိုးရရှင်းနေကြောက်ဟာစစ်တပ်နဲ့ဆက်နွယ်တဲ့လက်နက်ကအဖွဲ့တွေနဲ့ဆက်ဆက်နေတဲ့လူ300လောက်နဲ့အာဆက်ခေလက်နက်ကအဖွဲ့တွေထဲကလူ165ယောက်လောက်ကိုဆွေးကျက်တင်ခဲ့လို့အရှာရာကခတ်အံထားတဲ့အရှက်လက်ရှာဖွေရေးကော်ပိုရိတ်ရဲ့ကော်မတီရဲ့အကြီးအကဲဂျူမာ LLC ကဆီးရီးယားမီဒီယာတွေကိုပြောဆိုခဲ့ပါတယ်ရှင်ဒီဘဝရုံမြင့်တက်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမကေခိုင်ပါ you <music>